အဲ့တော့အခုလေယာပက်လက်ခေါ်ချပြီးသွားပြီလေယာပက်လက်ခေါ်ချပြီးတဲ့စာရွက်တရွက်စာယူရောမယ်ဆိုရင် you find air you နဲ့သွားလို့ရတယ် shortcut သုံးချင် control and သုံးလို့ရတယ်နော်အဲ့တော့ find air you နဲ့သွားမယ်တခုတတိထားမှာကကိုဆက်ရဲ့ညာဘက်အောက်ဆုံးထောင်ပါလေဒီအောက်မှာ key magic တွေရှိနေခဲ့ရင်အဲ့ key magic ကို shortcut တွေသုံးမယ်ဆိုဖြုတ်ထားဖို့လိုတယ် right click နေပြီးတော့ဒီစင်းတက်သွားတယ်နော်နောက်ဒီမှာက document စာကြလာရင် ိုလိုချင်တာ photo site လိုချင်နေဆိုရင် photo ကိုရွှေ့မယ် print ဆိုရင်ဒါ print site ကိုသွားပေးရမယ်เนาะဒါကတော့လက်ရှိသုံးနေတာ recent ဆိုလက်ရှိသုံးနေရဲ့စအဲ့ဒီထဲမှာတင်ထားပြီးသားဟာကြီးမယ်ဆိုဒီကသွားလို့ရတယ်ဒါ photo အဲ့တော့ photo size လိုချင်နေဆို photo မှာ landscape photo စစ်လိုချင် landscape ပေါ့ဒါမှမဟုတ် size A4 size ယူချင်နေဆို A4 သွားလို့ရတယ်เนาะ print ဒါကတော့ website ပေါ်တင်သုံးရတဲ့ site တွေ နောက်တစ်ခါအာကျန် electrician ဒါလည်းအတူပဲသူ့မှာရှိပြီးသားတက်ဖို့ဒါ mobile အတွက်သုံးရတယ် size တိဒါကနောက်ဆုံးမှာ flip video လုပ်တဲ့ပိုင်းနော်အဲ့တော့ဒါကကိုပုံမှန်ဖန်တီးမယ်ဆိုရင်တော့ photo size ယူမယ်ပုံပေါ်မှာမူတည်ပြီးတော့ full size site ဖန်တီးမယ်ဆို full size site ယူလိုက် print ထုတ်မယ်အနေထားဆိုရင်တော့ print ကိုရွေးပြီးတော့ဒီညာဘက်က width တွေ height တွေ resolution တွေပြင်ကလာတယ်နော်နောက်ကနောက်ကန်ရှာမလေးတိုင်းသွားမယ်တော်တော်စရာကို photo size စာယူမယ် photo ယူမယ် ရေးပြီးရင် landscape forces site ယူခြင်းလို့ landscape forces site ညာဘက်ကိုကြည့်ညာဘက်မှာသာရွက်ရဲ့သူဘာလို့လဲဆိုရင်အဲသာရွက်နမ်းမေးပေးလို့ရတယ်ပေါ့ပြီးမှပြီးလည်းရတယ်ဒါတွေမပြင်းလည်းရတယ်နော်ပြီးရင်ကိုယူထားတဲ့ဒီမှာ forces ဖြစ်တဲ့အတွက် force ဆိုတာဒီပါတံဘူးလေဝတ်တံဘူး force တံဘူးဒီဝတ်တံဘူးမဟုတ် force တံဘူးက height တံဘူးဝတ်တံဘူးက6နော်ပြီးရင်ထောင်လိုက်တာဒါ portrait ဒါလေးက landscape အဲ့တော့အခု portrait သူက forces site ဖြစ်တဲ့သူက auto ပဲเนาะ landscape ယူထားတယ်။ပြီးရင် resolution resolution ကောင်းကောင်းလိုချင်နေဆိုတော့300ထားပေါ့။အဲပုံမှန်အတိုင်းပဲ UU resolution ကို passport site တွေပါ ਈ ထုတ်မယ် UU color အဖြူမေးတွေထုတ်မယ်ဆိုရင်ဒါ resolution ကို150 200လောက်ထားလို့ရတယ်ပေါ့နော်။တကယ်လို့ကိုဖန်ဒီရဲ့ site ဒီဟိုဘွန်ဖနိုင်းနေပါ ਈ ဆိုရင်တော့ဒီမှာ150လောက်ထား ပြီးရင်အမကလာတော့ RGB ကလာ RGB ကလာဆိုတာအယောင်၃ယောင်ဆက်တာเนาะ RGB ဒီက green scale ဆိုမိကိုရာဒါ bitmap ပုံစံပုံနေဖန်တီးရမှာစာ bitmap view နဲ့ CMYK ဆိုရင်အယောင်၄ယောင်ဆက်တာ C ဆိုတာ cyan magenta M ခရမ်းရောင် yellow နောက်တစ်ခုက K เนาะသူကကြတော့ CMYK ရောင်၄ယောင် RGB red ရယ် green ရယ် blue ရယ်ထားနားလည်ပြီးသား science magenta yellow နောက်ထပ် k ရကြတော့အမဲဘက်ကိုသွားတာနော်အဲ့တော့လက်ကလာကတော့လုံးဝသူဒီအဖြူမဲပုံစံဘက်ကိုသွားတယ်နော်အဲ့တော့အခုလောလောဆယ်ပုံမှန်အတိုင်းအဲ့တော့သူဒီ RGB နဲ့ CMYK ဘာကိုရွေးတင်လဲဆိုရင်တော့ CMYK ဆိုရင်တော့သူကဟိုအပေါ် website ဒီပေါ်တင်တာမျိုး print သူကဘာလို့လဲဆိုရင် website ပေါ်တင်တာမျိုးနောက် color color ၄ရောင်ပေါ့ print ထုတ်တာမျိုးဆိုရင် CMYK ကိုရွှေ့ရအောင် color printer နဲ့ထုတ်မယ်ဆိုရင်ဒါမှမဟုတ်ဘူးရိုးရိုး website ပေါ်တင်တာလို့မျိုးဆိုရင်တော့ RGB color သုံးလို့ရတယ်အဲ CMYK ကတော့သူအရင်ပို့ဆုံးတယ် CMYK နဲ့အရင်ပို့ဆုံးတယ်အဲ website ပေါ်တင်မယ်ဆိုရင်တော့သူပါ RGB color ကိုသုံးဒါမှသာတော့အရာကိုရွေးရပါအဲ့တော့ကိုရောစေ RGB ပဲเนาะသူ default ပေးထားတယ်ဒါနောက်ကအရာနောက်ကမှ default ပေးတာအဖြူရောင်အမဲရောင် background color ကိုရွေးလို့ရတယ်အဲ့ ဲ့တော့အဖြူကတော့ပုံမှန်အတိုင်းဒီမှာဒီဖြူတဲ့ထားထားဒီမှာ color ပြောင်းသွားပြီးတော့ color ပြောင်းပြီးဒီမှာ background color ရွေးလေရတယ်။နောက်ပါဒီဘက်ကြီးကနေပြီးတော့ကိုလိုချင်တဲ့ color ရွေးလိုက်လေရတယ်။နော်အဲ့တော့အခုပုံမှန်အတိုင်းနဲ့ဖြူရထထားလိုက်မယ်။နောက်နံပါတ်လေးပြလိုက်မယ်။နံပါတ်လေးမှာတော့သူက circle ဆိုတာလေးပြလိုက်မယ်။ circle ဆိုတဲ့နံပါတ်လေးနဲ့ create တော့လိုက်။အဲ့ဆိုရင်စာရွက်ရတာအဲ့စာရွက်ရဒီမှာ title ကိုကြည့်လိုက်ဒါလေးက circle ်မတိုက်တယ်အမိရရမယ်ပေါ့အဲ့တော့သူကဒီအပေါ်ရောက်သွားရင်သူက version ပုံမှာမူတည်တယ်သူနှစ်ချက်နေအပေါ်ကိုကတ်သွားရင်ဒါပေမဲ့ option ပါပြတ်သွားတတ်တယ်နော်ဒါလေးသတိထားပေးအဲ့ဒီမှာ restore down ဖြစ်တယ် restore down ဝင်နှိပ်တိုင်းမှာတတ်ဒီခဲကိုပြန်ဝင်တယ်ဒါပုံကတိရွတ်တက်ရှိသလိုနှစ်ရွတ်ဆိုရင်လည်းသူကဒီလိုမျိုးလေးထိပ်ဖက်ကိုဒီလိုကတ်သွားတယ်နော်အဲ့တော့အဲ့လိုထိပ်ဖက်ကတ်သွားရင်ဆိုကွာဒီလိုအပြင်ကိုဆွဲထုတ်လိုက်เทลเปลี่ยนဝင်มั้ยဒါဒီဘက်ပေါ်เทลကိုပြန်ထားတာเนาะအဲ့တော့သူ့ကို အထဲပြန်မထားဘူးနှစ်ချက်နှိပ်လိုက်မယ်ဆိုတော့ဒါဆိုနှစ်ချက်နှိပ်မတွေ့ဘူးเนาะဒီမှာဒီကပြင်ကိုထုတ်လိုက်ပြင်ထုတ်ပြီးရင်သူနှစ်ချက်နှိပ်ကြည့်လိုက်ဒါဆိုထိတ်ဆုံးကငကိုရှိရတိုက်တယ်ဘာတွေ option ဘာတွေပျောက်သွားတတ်တယ်ဒါကြောင့်မလို့သူ့ကိုမချဲ့ဘာဆို option ဘာတွေတိုက်တယ်ဘာတွေပျောက်သွားမှာဆိုဒါကတော့ချဲ့ထား detail ရကောင်တွေကိုသူထိဖက်လေးကိုထားထားလိုက်လို့ရတယ်နော်နောက်တစ်ခုကဒီနောက်ခံအရာနောက်ခံအရာဒီဒီမှာကိုက default ထားထားလိုက်တာအမဲ အဲတို့အမဲထားခြင်းလေးရတယ်ဒါလေးကဒီနောက်ခံမှာ right click နှိပ်ပြီးတော့ dark gray ထားတာအဲလို right click နှိပ်ပြီးတော့ medium gray ထားတာအဲလို light gray ထားတာအဲလိုကိုကြိုက်တယ်လို့ထားပေါ့နော်ဒါနောက်ခံပြောင်းတာဒါမှမဟုတ်လေ custom နေရာနေရွှေ့လိုက်လို့လည်းရတယ်အဲတော့အခုလောလောဆယ်တော့ light gray လေးပဲထားလိုက်မယ်အဲ dark gray ထားလိုက်တာပေါ့ dark gray ဆိုအရင်မှောင်သွားတယ်အခုကြိုက်တဲ့အရာထား ဒါနောက်ခံเนาะအဲ့တော့အခုလောလောဆယ်ဘာလေးကိုစဆွဲမလဲဆိုတော့ဒီအပေါ်မှာရှိတယ် rectangular margin 2 rectangular margin 2မှာကလေးနိုင်တယ်ပြီးရင်ဖိပြီးဒီလို drag ဆွဲလိုက်မယ်အဲ့တော့အဲ့လို drag ဆွဲလိုက်ပြီးရင်ဒီ layer တွေကိုတွတ်ကြည့်ဖို့လိုတယ် layer တွေမှာဒီမှာ background ကတလွားပဲရှိနေတယ်ဒါပေမဲ့သူဒီ top cloud ဖြစ်နေတယ်အဲ့တော့ top cloud ဖြစ်နေတဲ့အတွက် top cloud ဖြစ်တာနဲ့မဖြစ်တာဘာကွာလဲပြောမယ်နော်အဲ့တော့အခုလောလောဆယ်ဒီမှာဒီလိုဆွဲလိုက်တယ်ပေါ့ ဆွဲပြီးသွားရင်အဲ့ထဲမှာရှိတဲ့အရာကိုပြင်ချင်တယ်ဒါကြောင့်ဒီအပေါ်မှာရှိတဲ့ foreground အရာမှာနှိပ်ပြီးအရာတရားယူပြီးဒီနဲ့ထွက်လာပြီးဒီထဲကိုအရာထည့်ချင်လာအရာထည့်မယ်ဆိုရင်ဘာနဲ့ထည့်လို့ရတယ်ဆိုတော့ဒီကောင်လေးက rectangular mark 2ဒါလေးက quick selection 2နောက်တော့အောက်ကိုကြည့်တော့ frame 2အဲ့တော့အဲ့လိုသူကနာမည်ရက်ဒီလို default မဖြစ်ဘူးဆိုတော့ဆွပြပြောပြီးညာလေးမှာ right click နေပြီးတော့ uh, editor 2ကိုသွားပြီးရင်ဒီမှာ reset uh, restore default ဒါလေးကိုတစ်ချက်ရွေးပေးဖို့လိုရယ်နော်အဲ restore default ရွေးပြီးသွားရင် restore default ရွေးပြီးစစ်ချေကမထွက်နိုင်ဘူးနော်ဒါနဲ့ထွက်ပြရမယ်ဒါနဲ့တတိချပြီးဒါဆိုဒီ point နေစာရည်လိုက်နော်ဒီ point နေစာရည်လိုက်အောင်အောက်ဘက်မှာ1 2 3 4 5ဒါဆိုရင်တော့ clone stamp 2ဆိုတာလေးမြင်ရမယ်ငါးခုမြောက်2လေးနောက်သူ့ရဲ့အောက်ဘက်က2 eraser 2မြင်ရမယ် eraser 2ရဲ့အောက်မှာ smart 2လို့ခေါ်တယ်ဒါက pen 2နောက်တွေ့အောင်ဒါလေးကဘာလေးသွားလဲဆိုတော့ direct selection 2အဲ့အဲ့မှာဘာလေးကိုချအောင်လဲဆိုရင်ဒီထိပ်မှာ gradient 2အဲ့ဆိုဆို smart တွေ့ရဒီဘက်ပြီမှာ gradient pointer လေးလိုက်ထောက်လိုက်လေရတယ်နော်အဲ့တော့ gradient တွေ့ရ shortcut ကကြီးဆိုဆိုပြောခဲ့တယ် rectangular marquee တွေ့ရ m polygon နဲ့ lasso တွေ့ရ l move တွေ့ရ v ဒါလေးက gradient တွေ့ အဲ့တော့ gradient 2ပါချီဒီ2လေးတွေမှတ်ထားလို့ရနော် gradient 2ပါချီအဲ့တော့ချီလေးကိုမြားလေးရှိရတဲ့ right click နေပြီးတော့ဒီထဲကိုလိုက်ရှာ paint bucket 2ဆိုတာရှိရနေပါပြီးရတော့ဒီထဲကိုထား click နေအဲဒီမှာအရာဝင်သွားတယ်ဒီ selection မှတ်တဲ့ထင်မှာအရာဝင်သွားတယ်နော်အဲ့တော့ဒီ select ကိုဖြုတ်တော့မယ် select ထဲကဒီ select ဒါမှမဟုတ် control D တောင်းရတယ်ဟို shortcut လေးတွဲတွဲပြီးပြောသွားတယ်နော်အဲ့တော့ shortcut လေးဒီဘက်ခါရေးတွဲမယ် ဆက်လက်ဒီဆက်လက် control ဒီဆက်လက်ပြန်ပါကဲဒါဆိုရင်ဒီ rectangle လေးကိုရွှေ့တော့မယ်ရွှေ့မယ်ဆိုရင်ဒီမှာ move to ရွှေ့ရွှေ့ပြီးဒီမှာရွှေ့ရွှေ့လို့မရတော့တဲ့လားဘာလို့လဲဆိုတော့ဒီမှာ top ဖြစ်နေခဲ့လို့ top ဖြစ်နေခဲ့တဲ့အတွက်သူဒီအလွှာကိုအလွှာတီးတန့်ကွဲနေမှာဒါကိုရွှေ့လို့ရမယ်ဒါဆိုရင်ဒီ top လေးကိုဖြုတ်ချင်တယ်ဆိုပါစို့ဒီ top မှာ double click နဲ့ကပြုတ်သွားတယ်ပြုတ်သွားရင်ဟုတ်ပြီဥကိနဲ့ထွက်တယ်ဒါပေမဲ့နှိပ်လို့ဒီ box ကျလာတယ်နော်အဲ့ box ကျတဲ့အတွက်ဥကိနဲ့ထွက်တယ် move to နည်းရွှေ့တယ်။အဲ့ရွှေ့တဲ့အခါမှာဘာရွှေ့ရလဲ။နောက်ကဆက်ရွယ်ကြီးပဲရွှေ့ရဒီဖြူကိုမရွှေ့ဘူး။နော်။အဲ့တော့ delete ထားမဲ့အချက်ဒီဒီဆွဲလိုက်တဲ့ rectangle မှာ move to လို့ဘာလို့ဆွဲတဲ့အခါမှာဒီဘက်မှာအလွှာအသစ်ရှိခဲ့ရမယ်။အလွှာအသစ်ဆိုတာဒီ layer ရဲ့ဒီအောက်ဆုံးမှာမိုက်ပုံးလေးရှိတယ်။မိုက်ပုံးလေးရှိရတူနေတာလေးကိုအလွှာအသစ် create new layer လို့ခေါ်ရနေတာ။အဲ့ဆိုအလွှာအသစ်ရလာအဲ့လိုအလွှာအသစ်ကြမှာဒါကိုလို့တူဆွဲရွှေ့လို့ရတယ်။ဒါဆိုဒီမှာဖြောက်လိုက်ပြီနော်။ ဒါမျက်လုံးလေးကဖြောက်တာအဲ့တော့ဖြောက်ပြီးသွားရင်ဒီထဲမှာ return နဲ့ဆွဲမယ် glitter ဆွဲအဲဒီမှာ return နဲ့အဲ့တော့အဲ့ဆွဲထား return နဲ့ဒီဆွဆွာစေးပုံလေးရွေးပြီးတော့အရောက်ထည့်မယ်ထည့်ပြီးရပြီ select ပြုတ်မယ် select ပြုတ်မယ်ဆိုတော့ select ရ D select control D ပြီး move to ကိုရွေးမယ်အဲရွေးလို့ရပါနော်အဲ့တော့ကြတော့ဒါဒီပါလေဆိုတော့ rectangular rectangular margin တို့တုံးပြီးရွှေ့တာ တော့ဒါဆိုတော့ဒီထဲမှာဒါလေးကိုပြန်ဖွင့်လိုက်ဒါကွယ်ဒါကတော့ရွှေ့လို့မရဘူးဒါကတော့ရွှေ့လို့ရတယ်တော့ move to ကိုရွှေ့ဒီမှာရွှေ့လို့ရတယ်တို့လားနော်အဲ့တော့အဲ့လိုရွှေ့လို့ရတဲ့အတွက်အာတာချက်ကဘာဘာဖြစ်လဲဆိုတော့ဒီကောင်ထဲမှာအခုဒါလေးကိုပြင်ကျင်တယ်ပေါ့အရောက်ပြင်ကျင်တယ်ပြင်ကျင်နေဆိုရင်ဒီ layer 1ရဲ့ရှေ့ကဒီ icon လေးတွေလားဒီ thumbnail icon မှာ control key ကိုပြမယ် keyboard က control ဒီဘုက control ကဒီမှာ on screen ကြီးပုံနဲ့ပြမယ် o n on screen on screen လို့ရိုက်ထည့်လိုက် on screen ကြီးပုံလေးထွက်လာလိမ့်မယ်နော်အဲ့တော့ on screen ကြီးပုံထင်မှာဒီကြီးထင်မှာဒီမှာ control နော်အဲ့တော့ control ကိုဖိထားတဲ့အချိန်မှာဘာလေးကိုကြောက်ပြရမလဲဆိုရင် control ကိုဖိထား control ဖိထားခြင်းမှာဒီမှာ layer ရှိရတဲ့အတွက်ဒီမှာ control ကိုဖိလို့ဒီမှာအပြလေးဝင်သွားတော့ဖိထားမိတာ မှာ control ကိုပြီးလိုက်တယ်မှာအပြာလေးဝင်သွားတယ်နော်အဲ့တော့ control ဒါ control ဖိတာလေးအပြာလေးဝင်ရင်ဒီအလွှာရဲ့ဒီ icon လေးကို dominant icon လို့ခေါ်တယ်အဲ့တော့ဒီ layer ရဲ့ဒီ dominant icon မှာဒီမှာတွေ့တာလက်ပုံလေးဖြစ်သွားတယ် control click လိုက်တာပြီးရင်လွတ်လာအဲ့ဒါဆိုရင်တော့ဒီမှာသူကဒေါက်တာလေးကိုဝင်သွားမြင်ရလိမ့်မယ်ဒါ active ပြန်ဖြစ်အောင်လို့ title လေးကိုလိုက်မှာ active ဖြစ်တာပြီးရင်အရောင်လေးပြန်ယူမယ်ကိုတိုက်တဲ့အရောင်တရားပြန်ယူ တော့အရာရွေးတဲ့ခါမှာသူကသူဒီမှာပေါ့သူ့ရဲ့ငကိုရောင်တီရောင်ဆိုပါဆိုဒီလိုဆိုရင်သူ့နဲ့အနုရင်ကိုဒီလိုမျိုးလေးတောင်းပြန်လေးရွေးရမယ်ဒါဆိုရင်သူ့ရဲ့သွားတဲ့အနုရင်ဒီလိုမျိုးသွားတယ်နော်ဒီလိုဒီလိုဒါအဲ့နော်ဒါမှမဟုတ်ရင်သူ့ရဲ့အပေါ်တည်တည်ဒါဆိုရင်အပေါ်အရာလူရင်သူကဒီလိုဒီလိုလာတယ်ဒါမှမဟုတ်ဒီလိုလာတယ်ဒါမှမဟုတ်ရင်ဒီလိုသွားတယ်နော်အဲ့တော့ကိုလိုချင်တဲ့အရာအရာလေးရွေးဦးခင်နဲ့ထွက်ထွက်ပြီးရင်စေးဘုံ အဲ့ဒါဆေးဘုံလေးဒီ gradient 2ဖြစ်တဲ့အတွက် shortcut ကသူပြောရဲဆို gradient 3လို့ပြောရဲထပ်ချင်တာ။ဒါဆိုဒီမှာအရင်ပြောင်းသွားပြီနော်။အရင်ပြောင်းသွားတော့သူ့ကိုအနောက်ကိုပို့ချင်တယ်။အနောက်ပို့ချင်တယ်ဆိုဆက်လက်ဖြူလိုက်မယ်။ဆက်လက်ထဲအဒီဆက်လက်။သူ့အနောက်ပို့ချင်တယ်ဆိုရင်ဒါလေးက move to နဲ့ရွှေ့ပြရမယ်။ဒါရှိမှာဖြစ်နေ။သူ့အနောက်ပို့ချင်တယ်ဆိုရင်ဒီမှာအလွှာအစ်စ်မယူခဲ့တဲ့အတွက်သူဒီအနောက်ကိုပို့လို့မရဘူး။ပို့ပြမယ်။ ါလေးကအနောက်ဘုံမှာဖြစ်တဲ့အတွက်သူ့အောက်ကိုဆွဲချလိုက်ရတယ်။ဟမ်။ပျောက်သွား။ဘာလို့အဖြူအောက်ရောက်သွားတော့လွှားသိမရှိဘူးလေ။ဒါကြောင့်ဒီလိုမျိုးပို့ဖို့လိုက်ပို့တဲ့အခါမှာလေဒီမှာမြားနှစ်ခုဖြစ်ရမယ်နော်။သတိချမိတာဒီနားလေးကမြားနှစ်ခုလေးနော်။အဲ့တော့မှလွတ်လိုက်ဒါဆိုရှေ့ရောက်လာပြီ။ဒါဆိုတော့ကိုလူတလူရွှေလို့ရမယ်။အဲ့ဒါဆိုရင်ဒီထဲမှာသူကဒါလေးကိုတုံးခဲ့ return ကမာကူတူကိုတုံးခဲ့နော်။အဲ့တော့နောက်ထပ် elite 2ကိုတုံးမယ်။ဒါလေးကနောက်တစ်ပိုင်းဆက်သွားတာ